တော်ပြောရခက်တဲ့အိမ်များနံပါတ်၁နေနေကတော့တောင်စောင်းမှာကက်ဆော့ထားတဲ့အိမ်လေးပါဒီအိမ်ကတော့မသိရင်အိမ်လို့တော့မထင်ရဘဲနဲ့လှစ်ကလေးလိုလိုဘာလိုလိုဖြစ်နေတာပါစပိန်နိုင်ငံကဆဲလက်ဆိုတဲ့မြို့မှာတည်ရှိပြီးတော့ကလေးကစားတဲ့မွန်စတာရုပ်နဲ့တူတယ်လို့လည်းပြောကြပါတယ်။ဒါပေမဲ့ဒီငိုအပြင်းမှန်းကြည့်ပြီးတော့အထင်သေးနေမယ်ဆိုရင်တော့မှားသွားပါပြီ။အထက်မှာဇင်ကန်ပျက်စီးတွေကြီးပဲဖြစ်ပြီးတော့နောက်ဆုံးမော်ဒီဇိုင်းတွေကိုပဲအသုံးပြုပေးထားပါတယ်။တောင်ဆုံးမှာကက်ဆော့ထားလို့နည်းနည်းလေးကျင်းနေတာကလို့ရင်ကျန်တာပါမန်အင်းနေလူပဲဖြစ်ပါတယ်။ ဲဒါပေမဲ့သူတို့ပြောတယ်ကျင်းတယ်ဆိုတာကရန်ကုန်ကကြောတခင်းစာအဆောင်နေထက်တော့နည်းနည်းလေးပိုကျေနေသေးတာကိုတွေ့ရပါတယ်။နံပါတ်1နည်းနည်းကတော့မှုပွင့်အိမ်ပါ။ဘာသာစာမှုလေးနဲ့မှဆိုရဲမှုချစ်သူတွေအတွက်လည်းမှုအိမ်လေးတစ်လုံးနဲ့မိတ်ဆက်ပေးကြပါတယ်။ဒီအိမ်ကတော့လုံအောင်ကိုမှုပုံစံတိဆောက်ထားတာဖြစ်ပြီးတော့ရုတ်တရက်ကြည့်လိုက်ရင်ကတ်တုန်းတွေကအိမ်လိုပဲဖြစ်ပါတယ်။အိမ်ပေါ်ကိုလေကားနဲ့တက်သွားမှဖြစ်ပြီးတော့အတွင်းဒီဇိုင်းကဆလို့တကယ်မှုပွင့်ကြီးတွေရောက်သွားသလိုခံစားရမှာပါ။ဒီအိမ်ကြီးကိုတော့တဘာဝပောင်းရင်းချင်းထိမ့်သိမ်းမှုဆိုတဲ့ယူရချက်နဲ့ဆက်လုပ်ထားခဲ့တာဖြစ်ပါတယ်။ နံပါတ်3နေနေကတော့ကားပုံစံအိမ်ပါကားချက်သူတွေအနေနဲ့အိမ်ထဲမှာကားပစ္စည်းတွေနဲ့အလှဆင်တာကိုမြင်မှုကြမှာပါတချို့ကြတော့လေကားကိုပဲအိမ်လိုလုပ်ပြီးနေကြပါတယ်ဒါပေမဲ့အခုပြောပြမယ့်သူကနည်းနည်းလေးပို့ပြီးတော့ထူဆန်းပါအိမ်တလုံးလုံးကိုပါကားပုံစံစောက်ပြစ်လိုက်တာပါဟမ်ပုံစံကတော့အန်တိတ်ကားပုံစံမျိုးဖြစ်ပြီးတော့မှန်ချက်တင်နေလေပုံဖော်ထားပါတယ်ဒီအိမ်ကတော့ဩစတီးယားနိုင်ငံဆဲဘတ်မြို့မှာတည်ရှိပြီးတော့မြို့ထဲမှာနာမည်အကြီးဆုံးအိမ်ကြီးလို့လည်းသိရပါတယ်နံပါတ်4နေနေကတော့တွန့်နေတဲ့အိမ်ပါ ဒီရင်ကတော့ငလင်လှုပ်လှုပ်တွန့်နေတာလည်းမဟုတ်တလို့တဘောကဘေးဒဏ်နေလေဘာတစ်ခုမှမထိထားပါဘူးအိမ်ပိုင်ရှင်ကိုယ်တိုင်ကငလင်လှုပ်ကြောင်ပြီးတော့အိမ်ကိုတွန့်နေတဲ့ဒီဇိုင်းနဲ့ဆောက်ထားခဲ့တာကောလာဟလာတွေကတော့အိမ်ပိုင်ရှင်ကလည်းအကဝါသနာရှင်တူဦးဖြစ်တယ်လို့သိရပါတယ်ဒါကြောင့်လူတွေမဟုတ်ဘဲနဲ့အိမ်မှာ Britain's ကနေတာဖြစ်နိုင်ပါတယ်နံပါတ်9အနေနဲ့ကတော့ချင်းနှောင်းပုံစံအိမ်ပါဒီအိမ်ကိုတော့ The Longer Baja လို့ခေါ်တဲ့ချင်းနှောင်းကုမ္ပဏီတစ်ခုကတည်ဆောက်ထားခဲ့တာပါချင်းနှောင်းကုမ္ပဏီကစောက်ထားတာမို့လို့အိမ်ပုံစံကလည်းချင်းနှောင်းပုံစံပဲဖြစ်ပါတယ် လက်ကင်လေးတောင်ထည့်ပေးထားသေးပြီးတော့အင်ရှင်မတွေအကြိုက်ပုံစံလေးပါအဲဒါမျိုးပေါက်ကရအိမ်နေမဟုတ်ပဲနဲ့လုံးချင်းနေတိုက်ခန်းနေကွန်ဒိုတွေဝယ်ယူခြင်းနဲ့ဆိုရင်တော့ drain high property နဲ့မိတ်ဆက်ပေးကြပါတယ် drain high မှာအိမ်ကြီးအိမ်ကောင်းတွေသာမကပဲနဲ့တန်ဖိုးတင်လုံးချင်းအိမ်နေတိုက်ခန်းနေနဲ့ကွန်ဒိုတွေအားလုံးကိုအယောင်ရောအဝယ်ရောအဆင်ပြေအောင်ဆောင်ရွက်ပေးနေပါပြီအဲစိတ်ဝင်စားရဆိုရင်တော့3996ခွန်16 2699တုံညာနဲ့3996ခွန်8693ကိုအသေးစိတ်ဆက်သွယ်ပြီးတော့မြင်းမြန်းစုံစမ်းနိုင်ပါတယ်အစုံလေးကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်